ဲဒီနေ့တော့ကျွန်တော် entry level phone တွေဘက်ကိုပြန်လှည့်အောင်ဗျာအရင်တော့ကကျွန်တော် entry level phone တွေဆိုတာကဈေးကွက်ထဲမှာခက်ခြားခြားဆိုပေမဲ့ ခုနောက်ပိုင်း brand တော်တော်များများကပြန်ပြီးတွန်းလာကြရတယ်ဆိုတော့ကျွန်တော် user တွေအတွက်လည်းဒီ entry level ဖုန်းတွေကရွေးချယ်စရာတော်တော်လေးများလာတယ်။ဒီလိုမျိုး entry level ဖုန်းတွေမှာကတီးတန့်သွားထားတဲ့ target ဆိုတာရှိတယ်။အဲကျွန်တော်ဒီ Infinix Gear Hosses DI ကိုနှစ်ပတ်လောက်သုံးပြီးအချိန်မှာသူ့ရဲ့အဓိကအားသာချက်သုံးခုထွက်လာတယ်ပေါ့နော်။ပထမဆုံးတော့အားသာချက်ကသူ့စီ၅သိန်းအောင်ဆိုတဲ့ဈေးနဲ့တစ်ခုမှာ AI features တော်တော်လေးစုံတာပေါ့နော်။တကယ်တမ်းခုနောက်ပိုင်းထွက်လာတဲ့ဖုန်းတော်တော်များများမှာ AI features ပိုင်းတွေကိုအသားပေးလာကြတယ်ဆိုပေမဲ့၅သိန်းအောင်ဆိုတဲ့ဈေးနဲ့တစ်ခုမှာကျတော့နည်းနည်းရှားသေးတယ်လို့ပြောလို့ရတယ်။ဒီ Infinix Gear Hosses DI မှာကျတော့ AI features စုံတဲ့အပြင်သူ့ရဲ့ AI တွေကို သုံးဖို့အတွက်ဒီ one tap AI button ကို dedicated ထည့်ပေးထားရပေါ့နော်ဒီ button ကနေဘာတွေသုံးလို့ရမလဲဆိုတော့ကျွန်တော် develop brush နှိပ်လိုက်မှာဆိုလို့ရှိရင် camera ဖွင့်မလား silent mute လုပ်မလား flash light ဖွင့်မလားအဲစသဖြင့်ပေါ့နော်ကိုစိတ်ကြိုက် app တွေကို assign ပေးထားလို့ရမယ်။ဒါမှမဟုတ်ကျွန်တော်တို့ long press နေထားလိုက်မယ်ဆိုလို့ရှိရင် deep sea iron ကိုအခြေခံထားတဲ့ infinite scale flawless assassin ကိုတန်းပြီးတော့ခေါ်လို့ရမယ်။အဲ့ဒီထဲမှာမှကိုသိတင်တာတွေမေးလို့ရတဲ့အပြင်မှာကိုရဲ့ screen ပေါ်မှာကိုတုံးနေတဲ့ app ပေါ်မူတည်ပြီးတော့ဒီ content ရဲ့ base ကိုယူပြီးတော့ cross assessment action ကိုပါတုံးလို့ရမယ်။ဒီ cross assessment action ကဘာလို့ပြရလဲဆိုတော့ဥပမာပြကိုက YouTube video တစ်ပုဒ်ကြည့်နေတယ်။အဲ့တော့ကိုကအချိန်ပေးပြီးတော့အစားဆုံးမကြည့်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ flawless assassin ကိုခေါ်ဒီ video ကို summarize အတူချုံ ုခိုင်းလို့ရတယ်အဲ့အတိုချွန်းလုခိုင်းလိုက်တဲ့စာကိုကျွန်တော်တို့ဒီ Infinix ကနှုတ် app ထဲမှာတန်းပြီးတော့မှတ်ထားလို့ရတယ်အဲ့ဒါအပြင်မှာကျွန်တော်တို့ဒီ Flawless Assist အတိုင်းမှာကျွန်တော် image တွေကိုပါ generate လုပ်လို့ရလိုက်ပါတော့ပုံမှန်လေးလေးပြောရရင်ပြဒါမျိုး feature တွေကတကယ် user တွေအတွက်အချိန်ကုန်အလုံးရှုပ်သက်သာစေတဲ့ feature တွေကြီးပဲပြီးတော့ AI feature တွေဒါပဲလားဆိုတော့မဟုတ်သေးဘူးအဲ London 6နဲ့ဆွဲပြီးတော့ဘာသာပြန်ပေးနိုင်တယ် translation အစစ်အချက်ပါလာမယ် document တွေကို summarize လုပ်ပေးတာတို့နောက်ပြီးတော့ဒီ writing style ပြောင်းပေးတာတို့လုပ်ပေးနိုင်တယ်ဒီမှာအဆက်ဆက်ပါလာမယ်ပြီးကိုကြီးရဲ့စာတွေကိုစာလုံးပေါင်းနေ grammar တွေမှတ်မှတ်မှန် ရေးရစာတွေကိုကူပေးနိုင်မယ် writing assistant နောက်ပြီး stock ဆွဲထားတာတွေကို generate လုပ်ပေးနိုင်မယ် note assistant အပြင်မှာကျွန်တော် wallpaper ကိုပါ generate လုပ်လို့ရတဲ့ AI wallpaper generator လိုမျိုး feature တွေအစုံလင်ပါလာတယ်တကယ်လို့ကိုက၅သိန်းဝန်းကျင်လောက်ပဲသုံးမယ် AI နဲ့ပတ်သက်တာတွေကိုတိကျလေးသုံးကြည့်ချင်တယ်ဆိုရင်တော့ဒီဖုန်းကတကယ်ဟိုတန်တယ်လို့ပြောလို့ရတယ် ။နောက်ဒီဖုန်းရဲ့ဒုတိယအာသာချက်ကဘက်ထရီပေါ့နော်။အဲဒီနေရာမှာဒီဖုန်းထဲမှာပါလာတဲ့ဘက်ထရီပမာဏက5100 cc mAh ပဲပါလာမယ်။ဆိုတော့ဒီလောက်ပမာဏကပုံမှန်ပမာဏပဲလို့ပြောလို့ရတယ်။ဒါဆိုရင်သူ့ရဲ့ဘက်ထရီရဲ့ဘယ်နေရာမှာအာသာလဲဆိုတော့သူ့ရဲ့ဖုန်းအထူက7.7 mm ပဲရှိတယ်။ဆိုတော့ပပလေးပဲဗျာ။အဲ့ဒီပပလေးထဲမှာမှဒီလောက်ပမာဏထည့်ပေးထားဖို့အတွက် Infinix ကအားစိုက်ထားတာတွေရှိတယ်။ ဘယ်လိုမျိုးအားဆိုင်ထားရလဲဆိုတော့သူ့ရဲ့ battery ကိုပိုပေါအောင်လုပ်လိုက်တာပေါ့နော်ဒီ horses ဒီ item မှာပါလာတဲ့ battery ကပြီးခဲ့တဲ့ generation နဲ့ရှင်းလိုက်မှာဆိုလို့ရှိရင်0.36 mm ပိုပါသွားတယ်အဲ့ battery တစ်ခုလုံးရဲ့အထူက4.04 mm အထူပဲရှိတယ်ဒါအောင်မှပိုကောင်းသွားစေတဲ့အချက်ကသူ့ရဲ့ battery ကတိတ်သီးစာပိုများပါပေါ့နော်8000 watt hour per liter ဆိုတော့ ဒါဆီလီကွန်ကာဘွန်ဘက်ထရီနည်းပညာမဟုတ်တဲ့ဘက်ထရီတွေထဲမှာသူ့ရဲ့ battery density ကတော်တော်လေးများတယ်လို့ပြောလို့ရတယ်။အဲ့ဒီအတွက်လည်းသူ့ကိုကျွန်တော်တောက်လျှောက်ဆန်းသုံးတဲ့အချိန်မှာအားခံတာသိတာတယ်။ပြီးတော့ဒီ battery ကိုကျွန်တော်အချိန်ရွယ်အတွက်1800 AH အသွင်းပြီးတဲ့အချိန်မှာ battery health က80%တည်းလည်းကျန်အောင်မယ်။အဲဒါမှအပြည့်အစုံမဟုတ်တော့ကလည်း45ဝက်နဲ့ဗျာ။ဆိုတော့ ငါးသိန်းအောင်ဆိုတဲ့ဈေးတန်းတစ်ခုမှာဒီချက်ကလည်းသူ့ကိုအားသာချက်အနေနဲ့ကျွန်တော်တို့ထည့်ထားလို့ရတယ်နောက်တစ်ချက်ကတော့ဒီဇိုင်းဒီနေရာမှာကျွန်တော်ကအမဲအောင်ရထားရဲဆိုတော့ဒီဇိုင်းဘိုင်းနဲ့ပတ်သက်ပြီးဘလို့အယောင်လေးကလှပါတယ်ဘာညာတော့ပြောစရာမရှိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ website တဲ့ကိုဝင်ကြည့်ရတော့ဆိုရင်သူကအယောင်6အောင်ထုတ်ထားတယ်ဒီအယောင်6အောင်လုံးမှာကျွန်တော်ရထားတဲ့အမဲအောင်ကလွဲပြီးတော့ကျန်တဲ့အယောင်လေးတွေက fancy sand နဲ့ပုံစံလေးတွေ fancy sand နဲ့လှတာပတ်တာ ဟိုအယောင်လေးတွေလို့ပြောလို့ရတယ်ဒီလို fancy sand နဲ့အယောင်လေးတွေထုတ်ပေးရတယ်ဆိုပေမဲ့လည်းသူကအကျန်းခဏတဲ့အထက်မှာပါတယ်ဘာလို့လဲဆိုတော့သူက IP rating အနေနဲ့ဆိုရင် IP 64 dust and water resistant ပါလာသေးတယ်ဆိုတော့တော်ရုံရေဆိုးပါ냐ကျွန်တော်တို့စိတ်ပူစရာမလိုတော့ဘူးတကယ်လည်းကျွန်တော်ကအမဲအောင်ရထားရဲဆိုတော့သူ့ရဲ့ design ပိုင်းနဲ့ဆိုင်ရယ်လေ heavy lin ဘန်ကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်6.7 inches အရွယ်အစားရှိတဲ့ display ကိုတုံးပေးထားတဲ့ဖုန်းဆိုပေမဲ့ခကြီးကြီးဖုန်းပြအတိုင်းပဲပုတ်ပုတ်ပပနဲ့လက်ထဲမှာကိုင်းလို့ကောင်းတဲ့ heavy lin ကိုပေးတယ်နောက် personality ဒီ camera layout design ကိုလည်းကျွန်တော်သဘောကျတယ်ပါလိမ့်မယ်ပေါ့နော် ဆိုတော့ဒီဖုန်းရဲ့အဓိကအတ္တကျ၃ခုကိုပြောပြပြီဆိုတော့ကျန်တဲ့အပိုင်းတွေကိုကျွန်တော်ဆက်ပြောပြမယ်ပထမဆုံးက display ဟာသိန်းအောင်ဆိုတဲ့ဇီနဲ့တခုမှခက်ကြီးကြီး6.7 inches display ကိုသုံးပေးထားတဲ့ IPS LCD HD+ resolution နဲ့ပဲလာမယ်။ဒါမှမဟုတ် high refresh အနေနဲ့ဆိုရင်ကျွန်တော် 120Hz ပါလာမယ်။ brightness ကလည်း700 nits ဆိုတော့တော်ယုံနေအောင်အောက်မှာ300တလောက်ကတော့အဆင်ပြေပါတယ်။ပြီးတော့ဒီ display bezel တွေကအရင်မထူတာလေ။နောက် pan show display ဖြစ်နေရတဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တော့သဘောကျတယ်။ဆိုလိုချင်တာကဗျာဟို flagship level တို့ upper mid level ဖုန်းတွေလောက်ဒီ bezel တွေက symmetrical ကျပြီးပပလေးနဲ့အရင်လှနေတယ်လို့ပြောရမှာမဟုတ်ဘူးပေါ့နော်။သူ့ရဲ့ဇီနဲ့ဝန်းကျင်တစ်ခုမှကျွန်တော်တို့လက်ခံပေးလို့ရရဲဆိုတဲ့အနေထားမှာ ိရဲဆိုတာကိုပြောချင်တာပြီးတော့ဒီ on paper prospect တွေကိုမေ့ပြီးတော့ကျွန်တော်တကယ်သုံးကြည့်ရဲ့အခါမှာဘယ်လိုနေလဲဆိုတော့ IPS LCD ဖြစ်နေတဲ့အတွက်အရောင်အရင်ဆိုဆိုတော့တော့ဖြစ်တာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ entry level ဖုန်းတွေထဲမှာတော့ညနေထဲမှာမပေါ့ဘူးအထူးသဖြင့်ဒီ sharpness spine နဲ့ brightness spine ကသူစည်းတဲ့ဝန်ကျင်မှာအဆင်ပြေရဲ့ဆိုတဲ့ဖုန်းတွေထဲမှာကျွန်တော်ထည့်ထားလို့ရတယ် နောက် performance ပိုင်းအတွက်သူ့မှာသုံးပေးထားတာက media တက်ကဲ Helio G81 ATM ကိုသုံးပေးထားတယ်။အဲ raw performance အရဆိုရင်တော့ Antutu ရမှတ်မှာ26,9549ထိရမယ်။နောက် Gamer 6မှာဆိုရင် single core က446နဲ့ Mali core က1440ထိရမယ်။ကျွန်တော်စမ်းထားသလောက်ဆိုရင်တော့ mobile league မှာအမြင့်ဆုံး frame rate ကို high နဲ့ resolution ကို HD ထားပြီးတော့ AC ဆော့လို့ရရဲ့ဗျာ။နောက် PUBG ကိုလည်းကျွန်တော်စမ်းပြီးတော့ဆော့ပေးထားတယ်။ graphic ကိုကျွန်တော် spoot ထားဆော့မယ်ဆိုရင် frame rate ကို ultra long နဲ့ ကျွန်တော် AC ဆော့လို့အဆင်ပြေတယ်တခုသဘောကြတာဒီဖုန်းက5သိန်းအောက်ဆိုရယ်ဈေးတန်းတခုမှရှိရယ်ဆိုပေမဲ့ကျွန်တော်ဒီ gain တစ်ခုလုံးဆန်ဆော့ကြည့်ရတလောက်ကောင်းကောင်းလေး handle လုပ်နိုင်တာကိုတွေ့ရတယ်နောက် PUBG မှာဆိုရင်လည်းခိုင်ကိုပါ support လုပ်ပေးထားသေးတယ်ပေါ့နော်တခြား feature စအနေနဲ့ဆိုရင်ကျွန်တော် NFC ပါလာမယ်ပြီးတော့ Infinix ဖုန်းအချင်းချင်း mobile network မလိုဘဲနဲ့ဖုန်းပြောနိုင်မယ် ultralink လိုမျိုး features ကိုလည်းသူထည့်ပေးထားသေးတယ်နောက်ကင်မရာပိုင်းဒီနေရာမှာတော့ပုံမှန်ပဲဗျအနောက်ဘက်မှာ50 megapixel sensor ရဲ့ auxiliary lens တွေပေးထားတယ်အရှေ့ဘက်မှာတော့8 megapixel selfie camera ပဲပါလာမယ်ဒီနေရာမှာသဘောကျတာရဲ့တိတ်အားမ ရတဲ့အချက်နှစ်ခုရှိရပါတော့။သဘောကျအချက်ကတော့ feature စုံတာပေါ့နော်။အဲကျွန်တော် portrait လိုမျိုးမှာ၅တင်းအောင်ဖုန်းတစ်လုံးအနေနဲ့ 2x နဲ့ရိုက်လို့ရအောင်လုပ်ပေးထားတာလေးတွေ။နောက်တခြား night mode တို့ vlog mode တို့ပါလာတဲ့အပြင်မှာ dual view video လိုမျိုး features ပါပါလာသေးတယ်။နောက်ကျွန်တော် shot လို့ကောင်းတဲ့ AIGC portrait လည်းထည့်ပေးထားတယ်။တိတ်အားမရတော့ selfie camera နည်းနည်းလေး color ဘက်မှာ shot ဖြစ်တယ်ပေါ့နော်။ဒီ day ဘက်မှာလည်းရောတာတည်တာတယ်။ overall ကျွန်တော်စမ်းကြည့်တော့ဆိုရင်တော့သူသေးတဲ့ဝင်ချင်မှာသူ့ရဲ့ camera ဘက်ကပုံမှန်ပါပဲ။ တခြားပိုင်းအနေနဲ့ဆိုရင်တော့ audio ဒီနေရာမှာလည်းအရင်ရောမညော့နေဘူးပေါ့နော်အတန်းအရင်မကျဲဘူးဆိုပေမဲ့ studio speaker ဖြစ်တယ်ဗျာ၅သိန်းဝန်းကျင်၅သိန်းအောက်ဆိုရယ်ဈေးနဲ့တခုဆိုပေမဲ့ဟို studio speaker မှာမှအတန်းထွက် balance ဖြစ်တာလေးကိုလည်းသဘောကျတယ်ဆိုတော့ဒီ infinite hosts ကြီးအဲဘယ်လိုမြင်လဲဆိုတော့ရှင်းတယ်၅သိန်းအောက်ဆိုရယ်ဈေးနဲ့တခုဖုန်းတစ်လုံးဝယ်ကျင်နေဆိုရယ်သူတွေတခြားဘောက်ထည့်ပြီးစဉ်းစားရမယ်ဖုန်းထဲမှာထိတ်ဆုံးကပါတယ်ဖုန်းလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ